အားလုံးပဲမင်္ဂလာပါ Pride Myanmar Channel ကကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ပြမယ့်အကြောင်းအရာကတော့အချောင်းကျန်စီဂွေးချောင်းတီဆိုတဲ့အကြောင်းဖြစ်ပါတယ်အချောင်းကျန်စီဂွေးချောင်းတီဂွေးချောင်းခတ်တန်းပြုတ်တီရေအဝတီမြည်လဝဲဘက်ကမ်းမတီရှိပါတယ်လက်ရဘက်ကမ်းမရှိတဲ့ မင်းလှခံတက်မြို့နယ်မြန်ချင်းဆိုင်ဖြစ်ပါတယ်။ရေယာဝတီမြေရမက်နယ်ပြင်မှာပေ450ခန်းမြင့်တဲ့တောင်ကုန်းပေါ်မှာတည်ရှိပြီးမတ်ဆောက်တဲ့မြေကနက်ဟုမှ35ဘီခန့်သာกว่าဝေးပါတယ်။ခံတက်တဲ့9မိုင်ခန့်အကွာမှာဖျားကြီးရွာတည်ရှိပြီးခံတက်ဒီထားရာကုန်းကိုတက်ကုန်းကုလီကုန်းလို့လည်းခေါ်ကြပါတယ်။ဂွေကုန်းရွာအနီးမှာရှိတဲ့ပေ120မြင့်တဲ့တောင်ကုန်းပေါ်မှာဈေးကြီးဖြူဖြူတစုရှိပါတယ်။ အဲ့ဒီဇီရီတရှိရာကုန်းကခန်းတက်မြို့ကခြေလန်း၄၀၀ခန်းဖះကြီးရွာမှာခြေလန်း၅၀၀ခန်းကွာဝေးတယ်လို့ဆိုကြပါတယ်။ ခွေးချောင်းခန့်တက်မျိုးကိုမင်းတို့မွေးလက်ထက်မှာနိုင်ငံခြားသားအတက်ပညာရှင်ကိုမူတိုကကြီးကျက်တိဆောက်ခဲ့တယ်လို့ပဲသိရပါဗါ။အဲ့ဒီအချင်းကမြန်မာမင်းပိုင်အထက်မြန်မာနိုင်ငံရဲ့လုံခြုံရေးကအလွန်အားနည်းနေပြီဖြစ်ပါလေ။ရန်သူတွေက AOD မြချောင်းအတိုင်းဆန်တက်၍နေပြည်တော်ကိုအလွယ်တကူထိပါနိုင်ပါတယ်။အဲဒါကြောင့်ကာကွယ်ရေးအစီအစဉ်များအပြည့်စင်ပေါင်းဝဲစစ်အောင်ခန်းခန့်တက်ဗတော်ပြင်ကတုတ်ထူပေါက်ကတုတ်မင်းလာခမ်းမြူ ေးချောင်းခမ်းမြို့အဝခမ်းမြို့စကိုင်းခမ်းမြို့နဲ့တပြေတန်းခမ်းမြို့တို့ကိုတိစောက်ခဲ့ကြပါတယ်တက်ကြီးဝါကြီးတွေရဲ့စကိုင်းအရာအချောင်းကျန်စီခမ်းမြို့တီလို့ဆိုကြတဲ့အတွက်လက်ကရရဲ့1223ခုနှစ်မှာတိစောက်ခဲ့တယ်လို့ယူဆကြရပါတယ်ရန်သူတွေကနှစ်ကြိမ်တိုင်တိုင်ရန်ပြုတ်ပြီးတော့နိုင်ငံတော်တဝက်ခန့်ကိုတင်ပိုက်ခဲ့ပြီးဖြစ်ပါတယ်ကျန်ရှိတဲ့နိုင်ငံတော်ကိုလည်းနောက်ထပ်မျိုးမျိုးသောအကျန်စီတွေနဲ့အချောင်းတင်ပိုက်အောင်မဲ့ရန်ကိုကာကွယ်ရန်အတွက်ခံတက်များတီထားရတယ် ယ်လို့တတိပြည့်တဲ့သဘော လုံဆော့တဲ့သဘောလည်းပါဝင် နေတယ်လို့ဆိုချင်ပါတယ်။အိန္ဒိယစစ်ထောင်လိုင်းဌာနမှမေဂျာဒေါက်ကလတ်မက်ကနီရဲ့စီရင်ခံစာမှာဖော်ပြထားတဲ့ဝေချောင်းခံမြို့ကအောက်ပါအတိုင်းဖြစ်ပါတယ်။ခံမြို့ဒီတောင်မန်စတူယန်ဘုံဖြစ်တယ်။ ေးဘက်မှာအကအကွဲတိုင်းမရှိကျုံလဲမရှိမြောက်မှတောင်းတို့အလျာဘေး240ခန်းရှိ၍အနန္တရာ55ဘေးခန်းကျဲပါတယ်ခံမြို့ကိုနှစ်ပိုင်းခွဲထားဟန်ရှိတယ်မြောက်ဖက်ချမ်းဒီတတိုင်းအလုံးကားထားသောခန်းတက်ဖြစ်တယ်အလျာ155ဘေးအနန္တရာ12ဘေးခန်းရှိတယ်နေရတဲ့တိုင်းဒီက132ပေခန့်မြင့်ပြီးတော့ဝင်ပေါက်ငယ်ရှိတယ်သူ့နေရာဒီမှာတရေခူတွေရှိတယ် မြောက်ဖက်ချက်မှာဝင်းပေါက်ကြီးနှစ်ပေါက်ရှိတယ်အရှိမြောက်တောင်ရှိဝင်းပေါက်ကတစ်ပေခွဲခန့်ကျပြီးအနောက်ဖက်ရှိဝင်းပေါက်ကသုံးပေကျတယ်အဲ့ဒီဝင်းပေါက်ဒီကိုတက်သားတကားကြီးများဖြင့်ပိတ်ထားတယ်ဝင်းပေါက်များရှိမှာတတိုင်းမီတာကန်ထားခြင်းမရှိပါဘူးခန့်တက်အတွင်းမှာ64ပေ58ပေခန့်ကျတဲ့စစ်တန်းလေးရအုတ်တိုက်နှစ်ခုရှိတယ်အုတ်တိုက်များခေါင်းမှုမှာပြစ်ပေါက်ငယ်များဖောက်ထားတဲ့အုတ်ပေါင်းတတိုင်းတက်ဆင်ထားတယ်အဲ့ဒီအပေါက်ငယ်တွေကတဆင်မြောက်ဖက်တတိုင်းနဲ့တောင်ဘက်တတိုင်းတို့ကိုစီးမြင်ရပုံပေါ်ပါတယ်တောင်ဘက်ချမ်း ်ကမြေယိုကန်ရထားတဲ့ခန်းတက်ဖြစ်တယ်။မြောင်ဖက်ချမ်းရဲ့တောင်ဘက်နံရံမှာရှိတဲ့တကားပေါက်ကတောင်ဘက်ချမ်းခန်းတက်သူဆက်သွဲဝင်ရောက်နိုင်တယ်။တောင်ဘက်ခန်းတက်က86ဘီ155ဘီကျွေးမြေတက်ယိုကအောက်ခြေမှာဒု28ဘီခန့်ရှိတယ်။အမြောက်6လုံးတက်ဆင်ထားတယ်။ဝဲရတယိုတွေကတောင်ဘက်မျက်နှာမှာပေး90ခန့်ရှည်ထွက်နေတဲ့အတွက်အမြောက်ဒီကူတတိုင်းကထားတယ်လို့ရှိတယ်။မြေတက်ယိုပေါ်မှာလည်းအမြောက်တစ်လုံးတင်ထားတယ်။ အရှိဘက်မြစ်ထက်ယူမာကင်းဆောင်ရှိတယ်။အမြောက်ဒေးရဲ့ရှိမင်းဇာပြင်းကဂိုက်တရာခန့်ရှိတဲ့တဘာဝကုန်းလျှောဖြစ်တယ်။တဲ့မြို့ရိုးများအောင်မှာလက်နက်တိုက်တွေရဲမက်တွေအတွက်မြေတိုက်ခန်းနေရှိတယ်။အရာတွေကိုတော့မမြင်ရဘူး။ခံမြို့ရဲ့အရှိဘက်ရွံ့ရွံ့မှာတပ်သားများနေရန်တဲတန်းများရှိတယ်။အဲ့ဒီတဲတန်းတွေကိုတောင်နဲ့နောက်ဘက်မှာမြေကြုတ်တွေနဲ့ကာကွယ်ထားတယ်။တောင်ဘက်မှာရှိတဲ့မြေကြုတ်ကခံမြို့အထိရှိတယ်။ ခံမြို့နဲ့မြေတရိုးကျမ်းမှာငားပေခန့်နဲ့တဲ့မြောင်းရှိတယ်။မြောင်းကဘာသောကိုအုပ်အင်္ဂတိနဲ့မန်ထားပြီးအချောကင်ထားပါတယ်။တဲမြရှိရာကုန်းကခံမြို့တဲ့အနေငယ်မြင်တယ်။ခံမြို့ဒီတောင်ကုန်းရဲ့စင်ကြီးလျှော့မှာရှိပြီးတဲတန်းတွေကကုန်းထိပ်မြေပြတ်မှာရှိတယ်။တဲမြရဲ့ကုန်းထဲဘက်ပိုင်းမှာအကာအကွယ်ကတုတ်တထိုင်းစသဖြင့်တိစောက်ထားခြင်းမရှိပါဘူး။တဲမြကိုအထုပ်သောဘူဒီလည်းပဲ ခံမြို့အပြင်ဘက်အရှိမြောက်တောင်မှာရှိတဲ့တဲတစ်ခုမှာနေတယ်ခံမြို့တွင်အမြောက်6လုံး9လုံးရှိတယ်လို့ဆိုတယ်တသား900ခန့်တနက်မြမြကင်ထားကြောင်းမတိရ တပ်သားများအခမ်းမြို့မှာအမြင်နဲ့နေတယ်။ရန်မန်ရန်ကနေပြည်တော်မှလာပြီးလူစားအလဲအလဲလုပ်တယ်။ခမ်းမြို့အတွင်းလက်နက်တိုက်သူမဟုတ်လက်နက်အလုံယုံဟူ၍မရှိ။ခမ်းမြို့တွင်တုံရေးတောက်ရေးမြို့တို့ရရှိပြီးကိုမတည်ရ။အတွင်းတို့မြို့သူမှအဝင်ဝင်မရှိလို့ရဲသားများကပြောပြတယ်။ကုန်းနောက်ဖက်ချမ်းကမြစ်ဘက်သို့တပြေးပြေးဆင်းကြီးလျှောဆင်းသွားတယ်။အရှိတ်ရှိကရုတ်တိုင်းသည်နိုင်ပြီးတော့အလွဲတကူကြော်ဖြတ်နိုင်မယ်လို့ဆိုပါတယ်။ခမ်းမြို့ကိုထိုးစစ်ဆင်ရမှမခဲရင်ပါဘူး။ထိုးစစ်တဲ့အင်အားနဲ့မြမာတွေရဲ့ခံ န်စစ်လက်နက်အင်အားပေါ်မူတည်တယ်လို့မက္ကနီကခံတမ်းမြို့ကိုမိကဲ့သို့တက်ရောက်တင်ပိုက်တင်ချောင်းကိုလည်းအကြံပေးထားတာတွေ့ရပါတယ်။ကိုးချောင်းခံမြို့ကိုတက်ရောက်တင်ယူမိအဖွဲ့တွေကပထမကိုသူရောက်လျင်ခြေလင်းတက်ဖွဲ့နေငယ်ပါတဲ့အမြောက်တင်းတမောတွေကရှေ့သို့ဆက်လက်ဆန်တက်၍ခံမြို့အောက်ကိုက်2000ခန့်မှရပ်ပြီး ခံမြို့ကိုအမြောက်နယ်စတင်ပြေးရမယ်။အဲ့ဒီအချိန်မှာတပ်သားတွေကကုန်းကိုတက်ပြီးခံမြို့ဘက်ကိုရှေ့တက်ရမယ်။ ဗထန်နဂူမှခံမြုပ်ကိုလမ်းကောင်းတယ်လို့အရက်သားတွေကပြောပြတဲ့အတွက်တောင်ပေါ်ဖြစ်အမြောက်တက်တစ်ခုပါခံမြုပ်အရှိတ်တောင်ကုန်းကိုအလွယ်တကူရောက်နိုင်မယ်ဗထန်နဂူမှလမ်းနဲ့လမ်းကိုခံမြုပ်အနီးခိုင်း200ခန့်ရောက်မှခံမြုပ်ပေါ်ကမြင်ရမယ်အဲဒါကြောင့်ခံမြုပ်ကိုတက်ခက်တင်းယူရန်မှာနိုင်ရီပိုင်းအလွန်ဆုံး2နိုင်ခန့်အတွင်းအလွယ်တကူ PC နိုင်မယ်လို့မကနီကသူ့ရဲ့အစည်းအဝေးမှာတင်ပြထားတာတွေ့ရပါတယ်မကနီကခံမြုပ်ကိုဝင်ရောက်ကြည့်ရှုခွင့်ရသွားတာတော့မဟုတ်ပါဘူး ရတူရွာသားတွေထံကမေးမြန်းထောက်လှမ်းပြီးတော့အဝေးမှသူမဟုတ်အနီးကအနိုင်ဆုံးနေရာကနေပုံကြံဆွဲတယ်တပ်ပုံရိုက်တယ် ပြီးရင်ခံမြို့အနီးကိုကတ်သွားနိုင်တော့ရွာသားအချို့ကိုအုံပြုပြီးတော့ခံမြို့ရဲ့အကျယ်ဝန်းအတိုင်းအတာအနီးဝဲအချက်အလက်တွေကိုစုဆောင်းကြတယ်မြမဘရင်အမှုတော်ကိုလာရောက်ထမ်းရွက်တဲ့နိုင်ငံသားတွေထမ်းမှာအကူအညီရမှာကိုတော့ယုံမှတန်တရားမရှိပါဘူးခံမြို့များနဲ့ဆက်လင်းပြီးတော့မကနီရသွားတဲ့တိသွားတဲ့တွင်းကြက်ကြက်အသေးစိတ်အချက်အလက်တွေကအန်အောလောက်တယ်အဲ့ဒီလိုပဲရင်းနှင်းရင်းနာပွဲလည်းကောင်းလာပါတယ်မြမတို့ကခံစစ်အတွက်ခံတက်တွေတိဆောက်ခဲ့ကြတယ်လို့မြမမင်းပိုင်အထက်မြမနိုင်ငံကို လွယ်လွယ်ကူကူနဲ့အချောင်ရအောင်စစ်မဖြစ်မီကပင်ဗြိတိရှားဆိုရတွေကကျိုးတင်ပြင်းစင်ကြံစီနေကြဘုံကတော့အလွန်ပြည့်ရထိမိစစ်ဆက်လာတယ်လို့သာဆိုရတော့မှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ